ရဲ့သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်လွင်မပါစေ။ခုနှစ်အောက်တိုဘာလ24ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာ အနောက်အဆက်တွေအပြိုင်အဆိုင်တွေနဲ့ဂျုံတရတတ်တဲ့စကားပြောဆိုရတာညှဉ်းခုံရတာမျိုးတွေလည်းဂျုံတရတတ်တဲ့အလုပ်ထဲမှာလည်းတယုံလုံးနဲ့တယောက်အများနဲ့တယောက်ဆိုလိုမျိုးဖြစ်နေတတ်တဲ့မိမိနဲ့အယူအဆတွေကိုလွဲတာမျိုးတွေအစင်မပြေတာမျိုးတွေဒီနေ့အတွက်ဖြစ်တတ်တဲ့ကျမ်းမာရေးအနေနဲ့ခေါင်းတစ်ချမ်းကြိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချီးရေးမှာလည်းဝေးလေကောင်းလေဖြစ်နေတတ်တဲ့အိမ်တော်ရေးမှာတော့ပါရတယ်နော် အကျိုးပေးတဲ့ကနန်းကတော့၃နဲ့ခုံဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအနီရင်းရင်းအယောင်ပဲဖြစ်ပါလေရေရာအနေနဲ့မိမိအိမ်ရှိဖေးရမှာဖေးရသည်၃စိတ်ကလူပေးရမှာ ဖြစ်ပါလေရှင်ရဲ့သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ 2025ခုနှစ်အောက်တိုဘာလ24ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်။တနင်္လာသာသမီများအတွက်ဒီနေ့မှာဝေးကြီးကံဒီဒီနေ့အတွက်တအားကြီးကိုကောင်းနေတယ်နော်။မထင်မဖဲနဲ့လေဝေးကြီးတွေကအရှူလိုက်၊ပြုံလိုက်၊ထုံလိုက်၊တယ်လိုက်တွေဒီနေ့မှာဝင်လာတဲ့တူများပြက်တနာကိုပြက်တနာဖြစ်တဲ့အတွက်တူများပြက်တနာတဲ့မှာ ပဲတော်ကြာစာညတ်တာမျိုးတွေဖြစ်တဲ့အတွက်ဒီနေ့မှာသူများပြဿနာတွေမှာပါဝင်ပတ်သက်တာတွေတတိချာနော်ဆွေမျိုးမိသားစုအတွက်တည်းလဲဒီနေ့မှာစိတ်တော်ကတွေဆိတ်ရှုပ်เสียရများနဲ့ကြုံရတတ်တဲ့အလုံးနဲ့ပတ်သက်ပြီးသွားရင်လည်းစိတ်တည်လီနေတဲ့အလုံးမသွားခြင်းနာအလုံးမှစိတ်မပါတာမျိုးတွေဒီနေ့အတွက်ကြုံရတတ်တဲ့ကျမ်းမာရေးအနေနဲ့လည်းခေါင်းတစ်ချမ်းကိုက်တတ်တဲ့အခြေအမှလည်းစိတ်အနောက်ရှက် ဖြစ်เสียများနဲ့ဂျူရီယာတန်တဲ့အကျိုးပေးတဲ့တဏ္ဍန်ကတော့နှစ်နဲ့ကုန်ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအဖြူရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအိမ်ရှိပြားမှာကိမ့်မုံနှစ်ချက်ကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနည်းရဲ့သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတသက်စင်အောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ24ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟောစကံဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှာပညာရေးကိစ္စသင်တန်းကိစ္စတွေမှာ အခွင့်အရေးကောင်းတွေအခွင့်အရေးတူတွေရရှိတတ်တဲ့ပညာရေးကိစ္စသင်တန်းတက်တာဆောင်ွဲပြည်တဲ့ကိစ္စတွေမှာဆရာကောင်းတမကောင်းတွေအူထောက်ပံ့နေရရှိတတ်တဲ့လက်ရှိရဲ့အလုပ်ကိုလည်းလုပ်ငန်းအစ်စ်တွေတစ်ခုကနေနှစ်ခု ထပ်ပြီးတိုးချဲ့ရတာမျိုးတွေလုပ်ငန်းအစ်စ်စတင်ရတာမျိုးတွေလည်းကြုံတရတတ်တယ်ရစရာရှိတဲ့ငွေကြီးတွေဆုံးပြီလို့ တ်မှတ်ထားတဲ့ငွေကြီးကဒီနေ့မှမရည်ရွယ်ပဲမထင်မဖင်နဲ့ပြောင်းဝင်လာတတ်တယ်။ကျမ်းမာရေးအနေနဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အကျိုးပေးတဲ့ကနန်းကတော့နှစ်နဲ့ငါဖြစ်ပြီးအကျိုးပေးတဲ့ရောင်မှအဖြူရောင်နဲ့ရွှေဝါရောင်ပဲဖြစ်ပါရဲ့။ရေရယာအနေနဲ့မိမိအင်ရှိဖျားမှပဲပလာတာကလူပေးရမှာဖြစ်ပါရဲ့ရှင်။ခွန်ရည်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမှားပါစေ2025ခုနှစ်အောက်တိုဘာလ24ရက်နေ့ဗုဒ္ဓဘူသာသမီများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီများအတွက်ဒီနေ့မှာ ကောင်းတဲ့အပြောင်းအလဲတွေနဲ့ဂျုံဒီယာတက်တဲ့အလုံးအကန်အခွင့်အလမ်းကောင်းတွေကထင်မှတ်မထားလောက်အောင်တအားကြီးကိုကောင်းနေတတ်တယ်ဝါယာ short တွေဖြစ်တတ်တယ်နော်မီးနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေဆက်ရန်နေရာနဲ့ပတ်သက်တဲ့လှုပ်ဆောင်တဲ့လုပ်ငန်းတွေဆိုရင်အထူးသတိထားနော်မီးဝါယာမီး short ဖြစ်တာမီးလက်ဒါမျိုးတွေဒီနေ့အတွက်ဖြစ်တတ်တယ်ဖြစ်သူကမိမိကို အထင်လွဲအဆဆွေတွေလည်းဒီနေ့မှာခိုင်ဟန်တတ်တယ်အချိုးပေးတဲ့ကဏန်းကတော့6နဲ့3ဖြစ်ပြီးတော့ကံကောင်းတဲ့အယောင်မှာကျက်သေးအောင်နဲ့အနီရင်းရင်းအယောင်ပဲဖြစ်ပါတယ်ရရာအနေနဲ့မိမိအရှိပြားမှာရွှေရည်အေးကက်လူပေးရမှာဖြစ်ပါတယ်ရှင်ခொနည်းရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် တိတ်ထသဘောကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စီအောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ24ရက်နေ့ဇာတာပရိသတ်သမီးများအတွက်တနေ့တာ ပေါ်စကန်ဖြစ်ပါတယ်ဂျာတာပရိသသမီးများအတွက်ဒီနေ့မှာရှစ်တူဝခန်နောက်ဆိုဝခန်ထိုင်ရခန်ထိုင်ရခန်ဆုံးပြရခတ်တဲ့အချိန်ဒီမျိုးတွေမှာဒီနေ့အတွက်ဂျူလီယာတက်တဲ့အယောင်းအဝယ်လေဒီနေ့အတွက်တအားကောင်းတယ်နော်အယောင်းဝယ်ကောင်းမယ်လက်ရှင်မယ်ဝေးကြီးတွေငွေကြီးကံလေဒီနေ့အတွက်အလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ် ကျမ်းမာရေးအနေနဲ့သွားကြိုက်တဲ့သွားနာတဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့တင့်နဲ့သုံးဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအနီရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာစမူစာသုံးခုကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ကိုနီယသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ ိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတသက်စင်အောင်လွဲမပါစေ။2025ခုနှစ်အောက်တိုဘာလ24ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ် ။ဟောက်ကြသာသမီများအတွက်ဒီနေ့မှညံနဲ့ဝရိယပိုင်းမှာအစွမ်းကုန်စူးစမ်းရမယ့်နေ့မျိုးဖြစ်ပါတယ်။စူးစမ်းရင်စူးစမ်းတလောက်လေအောင်မြင်မှုတွေဒီနေ့အတွက်ရရှိတတ်တယ်။ကွဲကွာနေတဲ့မိတ်ဆွေအောင်ဆွေမျိုးအောင်အဆက်အဟောင်းတငယ်ချင်းအဟောင်းနည်းနည်းလည်းပြန်လဲစုံစည်းရတတ်တယ်အချီးရေးမှလည်းတာရတယ်နော်ကျမကြီးအနေနဲ့ရင်ပန်းအောင်းတဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကနန်းကတော့ ၃နဲ့၅ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအနီရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိဖျားမှာလီမွန်တီးကပ်လူပေးရမှာဖြစ်ပါလိမ့်ရှင်။ကိုနေရသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။ 2025ခုနှစ်အောက်တိုဘာလ24ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာနေရအိမ်နေရထိုင်ခင်းအဆောက်အဦများနဲ့ပတ်သက်ပြီးသွားရင်အခွင့်အရေးကောင်းတဲ့အခွင့်အရေးဒူတွေပေါ်လာတဲ့မထင်မှတ်တဲ့နေရာက နေပြီးတော့မထင်မှတ်ဖဲနဲ့လည်း ဝေးကြီးတွေဒီနေ့အတွက်ဝင်လာတတ်တယ်။ရွှေမျိုးသားကြီးနေနဲ့ပသက်ပြီးသွားတယ်။အဝေးကနေပြီးတော့ဝမ်းသာစရာစိတ်ချမ်းသာစရာပဒင်းစကားတွေကြားရတတ်တယ်။ကျမ်းမာရေးအနေနဲ့မျက်စိနဲ့ပသက်ပြီးတော့ဒီနေ့အတွက်မှာစိတ်တော်ကတအားကြီးမရတတ်တယ်။အချိုးပေးတဲ့ကနန်းကားတော့တင့်တဲ့ငါဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာအနီရောင်နဲ့ချက်သွေးရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာ အုံတော့ခေါင်ဆွဲကက်လူပေးရမှာဖြစ်ပါရဲ့ရှင်။